ကျွန်တော်အခု sharing လုပ်ပေးမယ်အချက်လေးချက်ကိုအသုံးပြုတတ်မယ်ဆိုလို့ရှိရင်တော့အထူးသဖြင့်လူငယ်ကစားသမားတွေအတွက်တက်ကြီးကစားသမားတွေအတွက်မင်္ဂလာပါဒီနေ့မှာတော့အထူးသဖြင့်လူငယ်ကစားသမားတွေအတွက်လုံးဝအသုံးဝင်နိုင်တဲ့အရာဖြစ်သလိုတက်ကြီးကစားသမားတွေအတွက်လေရောက်ချင်တဲ့ body goal ကိုရောက်အောင်ကူညီပေးနိုင်မယ့် အခရာကြတဲ့အချက်လေးချက်ကိုဗဟုသုတအနေနဲ့ sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့တွေအားလုံးကခန္ဓာကိုယ်ဖွဲ့စည်းထားတဲ့ပုံ structure ရဲ့အရာတော်၎င်း mandibleism လို့ခေါ်တဲ့ဇီဝဖြစ်စဉ်အရာတော်၎င်း ကစားပုံကစားနည်းကို အတူတူကစားပေမဲ့ခန္ဓာကိုယ်ကတုံ့ပြန်တဲ့ပုံအနည်းနဲ့အများဝေးပြားနိုင်ပါတယ်ခင်ဗျဒါကိုတော့သတိထားစေချင်ပါတယ်တို့တော့ကျွန်တော်အခု sharing လုပ်ပေးမယ်အချက်လေးချက်ကိုအသုံးပြုတတ်မယ်ဆိုလို့ရှိရင်တော့မိမိသွားကျင်တဲ့ရောက်ကျင်တဲ့ body goal ကိုရောက်အောင် ကူညီပေးနိုင်မယ်လို့ထင်ပါတယ်နံပါတ်1က right intensity ဖြစ်ပါတယ်ခင်ဗျ ကစားအားပြင်းပြင်းထန်ထန်ဘလောက်ကစားမယ်ဆိုလို့ရှိရင်မိမိရောက်ချင်တဲ့ body goal ကို ရောက်မလဲဆိုတာလုံးဝသိဖို့လိုပါတယ်။ဥပမာအနေနဲ့အစီကျချင်တဲ့အစီလောင်းချင်တဲ့ဆိုလို့ရှိရင်တရာကနေပြီးတော့120အောက်မှာထားမယ်ဆိုလို့ရှိရင်တော့အစီပိုလောင်နိုင်သလိုမိမိ heart rate က140အထက်160 90ဖြစ်မယ်ဆိုလို့ရှိရင်တော့အစီအစား glucose လို့ခေါ်တဲ့သွေးထဲမှာရှိတဲ့တခြားဓာတ်တွေပိုလောင်တက်တယ်လို့မျိုး right intestine ကိုလုံးဝတိထားသလိုအသုံးချတတ်မယ်ဆိုလို့ရှိရင်တော့ body ကိုကိုရအောင်ကူညီပေးနိုင်ပါတယ်စကားမစက် subscribe မလုပ်ထားသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်နံပါတ်2အချက်ကကြတော့ right frequency ဖြစ်ပါတယ်ခင်ဗျအောက်ပိုင်းကြီးကျင်တဲ့လူတွေအတွက်တပတ်ကိုအောက်ပိုင်းတစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်ကစားရမှာကိုအတိအကျ တိထားသင့်တယ်လို့ကစားလဲကစားပေးဖို့လိုပါတယ်ဥပမာအောက်ပိုင်းကြီးဖို့အတွက်နေဆောင်တစ်ပတ်ကိုနှစ်ကြိမ်ကစားဖို့လိုအပ်တယ်လို့ရင်အုပ်ကြီးချင်တဲ့လူတွေအတွက်ကလည်းရင်အုပ်ကိုတစ်ပတ်ကိုအနည်းဆုံးနှစ်ကြိမ်ကစားပေးမှရင်အုပ်ကြွက်သားကပိုကြီးမှာဖြစ်ပါတယ်ကစားတဲ့အချိန်မှာအကျင်ရည်နဲ့အကြော့ရည်တွေကိုလေခွေးချပြီးတော့လုံးဝ ုံးချတတ်ဖို့လိုပါတယ် strength ဆိုတဲ့အားရှိအောင်ကစားတဲ့လူတွေအတွက်ကအကျဉ်းရေကိုတစ်ကြိမ်ကနေပြီးတော့၅ကြိမ်ကစားတတ်တယ်လို့မာဆယ်ကြီးချင်တဲ့သူတွေကကြတော့အကျဉ်းရေကို၈ကြိမ်၁၀ကြိမ်၁၂ကြိမ်ကစားတတ်ပြီးတော့လုံးဝအစီကျပြီးတော့မာဆယ်ကြစ်ချင်တဲ့လူတွေကြတော့၁၀ကြိမ်၁၂ကြိမ်၁၅ကြိမ်ကစားတတ်တာကတော့ဒါအကျဉ်းအားဖြင့်လိုတိုးပိုလျှော့လေကိုဟာကိုလှုပ်ယူလို့ရပါတယ် ကစားတဲ့အချိန်မှာတစ်ဆက်နဲ့တစ်ဆက်တဲ့ကြားမှာနားတာက10မိနစ်လား9မိနစ်လား body go အပေါ်မှာမူတည်ပြီးတော့လေပြောင်းလဲယူလို့ရပါတယ်ခင်ဗျနံပါတ်3အချက်က right choice ဖြစ်ပါတယ်လိုချင်တဲ့ body go အပေါ်မှာမူတည်ပြီးတော့ light ဖတ်တဲ့ကစားပုံ ကစားနည်းတွေကို ရွေးချယ်အသုံးပြုတတ်ဖို့လုံးဝလိုအပ်ပါတယ်လူငယ်ကစားသမားတွေဥပမာ squat ထိုင်မယ်ဆိုလို့ရှိရင်တော့ light ဖတ်တဲ့ squat ပုံစံမျိုးကိုရွေး သင်ပါတယ်ခမဥပမာကျွန်တော်တို့လိုအရွယ်ဆိုလို့ရှိရင်တော့အသက်ကြီးကစားသမားတွေဖြစ်တဲ့အတွက် squad ကိုဦးစားပေးပြီးတော့ထိုင်သင့်တဲ့ကစားသမားမျိုးမဟုတ်တော့တဲ့အတွက်ဂျန်နဲ့ set တွေနဲ့ကစားတဲ့ကစားနည်းတွေကိုဦးစားပေးပြီးတော့ကစားရတယ်လို့မျိုး back marcel ကြီးချင်တဲ့ဒါပေမဲ့ခါလာနေတဲ့ဆိုလို့ရှိရင်တော့ deadlift ကိုရှောင်သင့်တယ်လို့မျိုး right choice ဆိုတဲ့ light ဖက်တဲ့ကစားနည်းတွေကိုလည်းလုံးဝရွေးချယ်ပြီးတော့ကစားတက်ဖို့လိုအပ်ပါတယ်နံပါတ်၄အချက်ကြတော့ technique လို့ခေါ်တဲ့ နီးစနစ်ပိုင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်1 right intensity ကိုလည်းသိတယ် right frequency ကိုလည်းသိတယ် right choice ဆိုပြီးတော့အားကစားကိုလည်းရွေးချယ်မိတယ်သို့တော့ကစားပုံကစားနည်းကနီးစနစ်မကျဘဲနဲ့မားယွင်းနေတယ်ဆိုလို့ရှိရင်တော့သွားကျင်တဲ့ body goal ရောက်ကျင်တဲ့ body goal ကို ရောက်ဖို့အတွက်အနည်းနဲ့အမြအချိန်ကြာနိုင်ပါတယ်ဒါကြောင့်မို့ technique ဆိုတဲ့နီးစနစ်ပိုင်းကလည်းလုံးဝအခရာကျတဲ့အထက်မှာပါပါတယ်ဥပမာအနေနဲ့လမောင်းရှေ့သားကစားမယ်ဆိုပါစို့ technique နည်းစနစ်မမမကစားတတ်ဘူးဆိုလို့ရှင်လက်မောင်းအရှိတာကြီးလာမယ်အစား forearm လို့ခေါ်တဲ့ဒီလက်ဖြန်ကြီးလာတာကို ကြုံရတတ်တဲ့ကစားသမားတွေရှိမယ်လို့ထင်ပါတယ်။ဥပမာရင်အုပ်ကြီးအောင်တပတ်ကို၂ကြိမ်တော့ရင်အုပ်တွန်းပါရက်တိုးတော့ပခုံးကြီးကကားပြီးတော့ပခုံးကောင်းလာတာမျိုးကျွန်တော်ကိုယ်တိုင်လည်းစကစားခဲ့ဘူးတဲ့အချိန်မှာကြုံဖူးတဲ့အမားမျိုးပါ။ဆိုတာက right technique ခေါ်တဲ့မိမိကစားတဲ့မာဆယ်ကြွတ်တာကိုညစ်မေးအောင် လုံးဝကစားနိုင်ဖို့ကစားတက်ဖို့လိုပါတယ်။အခုလိုမျိုးကစားဖို့အတွက်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကစားသက်အနည်းဆုံး၃လ ကနေပြီးတော့6လအထက်ရောက်ပြီဆိုလို့ရှိရင် right intensity right frequency right choice right technique တွေကို apply အသုံးပြုတတ်မယ်လို့ထင်ပါတယ်အသုံးမပြုတတ်တဲ့ကစားသမားတွေကကြတော့တက်ကျွန်းနားလေတဲ့ကစားသမားတွေစီကိုသွားပါနီးနာကိုချင်းကပ်ပြီးတော့တင်ယူပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျဒီအချက်လေးချက်ကကျွန်တော်တို့ကစားတဲ့ကစားသမားတွေအကုန်လုံးအသုံးပြုတတ်မယ်ဆိုလို့ရှိရင်တော့သွားခြင်းတဲ့ body goal ကို ရောက်အောင်ကူညီပေးနိုင်မယ်အခရာကြတယ် အချက်၄ချက်တွေဖြစ်ပါတယ်။ဒါနဲ့ဒီဗီဒီယိုကအသုံးဝင်တဲ့ကိုယ်မိတ်ဆွေပေါင်းသင်းတွေကိုလည်းသိစေချင်တဲ့ကြည့်စေချင်တဲ့ဆိုလို့ရှိရင်တော့ Fitness Nation YouTube channel ကိုအားပေးတဲ့အနေနဲ့ like and share ထပ်လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ဗီဒီယိုအသုံးဝင်တယ်မဝင်ဘူးဆိုတာကိုလည်းအချိန်ရခင်မယ်ဆိုလို့ရှိရင်တော့အောက်မှာ comment ဘာညာရေးပေးလို့ရပါတယ် Thank you for watching Fitness Nation ပါဗျာ